2 story line ကနေကြိုဆိုလိုက်ပါတယ်။သူ့ရောင်ဆောင်ထားတဲ့ဝမ်ပလွေ ဆိုတဲ့ပုံမြင်လေးကိုတီတီထူပြောပြပေးမယ်နော်။ဟိုးရှိရှိတုန်းကပေါ့။ဒေါနတ်ကြီးတစ်ခုထဲမှာဝမ်ပလွေတစ်ခါနေထိုင်နေတယ်။အဲဒီဝမ်ပလွေကအမြဲတမ်းစားလောင်နေတဲ့ဝမ်ပလွေတစ်ကောင်ပေါ့။ဒီဝမ်ပလွေက အမြဲတမ်းဘာဖြစ်လို့စာလောင်နေတာလဲဆိုတော့သူကအစာရှာဖို့အတွက်တော်တော်လေးကိုမှအခက်ခဲကြုံနေရလို့လေဘာလို့လဲဆိုတော့သူနေထိုင်တဲ့ဒေသကသူ့ချောင်းသမားတွေဟာသူ့ရဲ့သိုးအုပ်တွေကိုအမြဲတမ်းမျက်စိထောက်ထောက်ကြည့်ပြီးဂယုတစိုက်နဲ့ကောက်ွယ်ပေးနေကြလို့ပေါ့ ဒီလိုနဲ့သူเจ้าသမားတွေကအမြဲတမ်းစောင့်ကြည့်နေတာကြောင့်ဝမ်ပလွေဟာအစာမစားရတဲ့နေ့ရက်တွေပို့ပို့ပြီးညလာခဲ့တယ်လေ။ဟင်းဒီလူတွေကတော့သိုးတွေကိုတော်တော်ခယူးတဆိုင်နဲ့စောင့်ကြည့်တာပဲ။ငါဘလို့လုံရမလဲ။သူတကောင်နဲ့အဲ့ဒီလိုတွေးရင်စိတ်ပင်ပန်းလာပြီးတဖြည်းဖြည်းနဲ့ ိုပြီးတော့ဒေါသဖြစ်လာတယ်စိတ်တွေလည်းမရှိတော့ဘူးဖြစ်လာတာပေါ့ဒီလိုနဲ့ညနေရင်တစ်ခုရောက်တော့ဝမ်ပလွေဟာသူ့တွေကြက်စားလေးရှိတဲ့စကြက်မြေနားမှာတိတ်တိတ်လေးလှဲ့ပက်ပြီးခြောက်သွားနေခဲ့တယ်။အဲဒီလိုခြောက်သွားနေတော့မှသူ့အတွက်အတော်ဝင်မဲ့ပစ္စည်းတစ်ခုကိုတွေးလိုက်ရပါလေရော။ကလေးလေးတို့ရင် သူ့အတွက်အတော့ဝင်မဲ့ပစ္စည်းဆိုတာဘာလေးဖြစ်မလဲနော်တကယ်တော့သူ့အတွက်အတော့ဝင်တဲ့ပစ္စည်းဆိုတာကလေသူ့ကြောင့်သမားတွေကလှပစ်ထားရဲ့လို့မြေကြီးပေါ်မှာကြာနေတဲ့တိုးတရည်အဟောင်းကြီးတစ်ခုပေါ့ဝင်းပလွေကအဲ့ဒီတိုးတရည်အဟောင်းကြီးတစ်ခုကိုတွေးလိုက်ရတာလေဘသူကမှလဲဒီဟာကိုဂယုမဆိုင်ကြဘူးလေ ြည်သိုးတရေကိုမြင်လိုက်ရတဲ့အခါမှာမြန်ကောင်းတဲ့ဝင်းပလွေရဲ့ခေါင်းထဲမှာချက်ရှင်းဆိုသလိုပဲတိုးတွေကိုလှည့်စားဖို့အတွက်စိတ်ကူးတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ ဝမ်ပလွေဟာအဲ့ဒီသိုးတရေအဟောင်းကြီးကိုယူပြီးအိမ်ကိုပြန်လာခဲ့တယ်။နောက်တနေ့မနေ့ရောက်တဲ့အခါမှာတော့ဝမ်ပလွေဟာအရင်နေ့ကသူရှာတွေ့ထားတဲ့သိုးတရေကြီးကိုသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးအုပ်ပြီးတော့ဝစ်ဆင်လိုက်တယ်။ကလေးလေးတို့ရင်အခုဆိုရင်အဲ့ဒီဝမ်ပလွေကအရင်ကနဲ့လုံးဝမတူတော့ဘဲ တိုးတကောင်ကဲသို့ပုံစံမျိုးဖြစ်နေခဲ့ပြီလေဒီလိုနဲ့ရုပ်ဖြတ်ထားတဲ့ဝံပလွေဟာတိုးရီချက်စားနေတဲ့စကြက်မြေတဲကိုတဖြည်းဖြည်းချင်းဝင်သွားခဲ့တယ်တိုးတရေကိုဝစ်စင်ထားတာကြောင့်သူ့ကိုတခြားတိုးတွေကမရိပ်မိတာကြောင့်လေဝံပလွေဟာတိုးရောင်ဆောင်ပြီးနေထိုင်လိုက်တာပေါ့ အဲ့ဒီအချိန်မှာပဲအယုံလွယ်တဲ့သူငယ်လေးတကောင်ဟာသူ့ရောင်ဆောင်ထားတဲ့ဝမ်ပလွေကြီးရဲ့အနောက်ကိုလိုက်လာခဲ့တယ်။သူငယ်လေးကဒီသူ့ရောင်ဆောင်ထားတဲ့ဝမ်ပလွေကြီးကို သူ့ရဲ့သူ့အုပ်ထဲကအရှားသူတကောင်ပဲလို့ထင်နေခဲ့လို့လေဝမ်ပလွေကလည်းဒါကိုအခွင့်ကောင်းယူပြီးသူ့ငယ်လေးကိုသူ့အုပ်နဲ့ဝေးရာကို ခေါ်ဆောင်သွားခဲ့တယ်။သူ့အုပ်နဲ့ဝေးရဲ့နေရာကိုရောက်တော့ ဝမ်ပလွေဟာသုံးငယ်လေးကိုစားတော့ပြစ်လိုက်တယ်။ညနေဆောင်ကိုရောက်တဲ့အခါမှာတော့ဝမ်ပလွေကသူ့ဝိထားတဲ့သိုးတရည်ကိုမချွတ်ဖဲနဲ့သူ့ဆောင်သမားတွေမောင်းသွေးနဲ့သူ့ခြံကြီးတွေကိုတခြားသိုးတွေနဲ့အတူတူဝင်ရောက်သွားခဲ့တယ်။ဒီညတော့ငါအစီအစဉ်အောင်မြင်ပြီကွငါဟာဒီသိုးတွေချာမှာပုံပြီးအခွင့်ရရင် နောက်ထပ်သိုးတစ်ကောင်ကို စားလို့ရသေးတယ်ဟိဝမ်ပလွေကအဲ့ဒီလိုတွေးပြီးသူ့ရဲ့လိန်လယ်မှုကပြည့်ပြည့်စုံသွားပြီလို့ထင်ပြီးပျော်နေခဲ့တာပေါ့ဒါပေမဲ့ကလေးလေးတို့ရေကံတရားဆိုတာကဝမ်ပလွေထင်တယ်လို့မျိုး အမြဲဖြစ်လာတာမဟုတ်ဘူးနော်အဲ့ဒီညမှာပဲသူ့ချောင်းသမားတယောက်ဟာသူ့ဖိုက်အရန်စာနေခဲ့တယ်သူက ူရဲ့ညစာအတွက်စွပြုတ်ပူပူလေးတောက်ဖို့စိတ်ကူးလိုက်ပါတော့တယ်။သူတောက်ချင်တဲ့စွပြုတ်လေးကသိုးသားနဲ့ပြုတ်လုထားတဲ့စွပြုတ်ပူပူလေးလေ။သိုးသားစွပြုတ်တောက်မယ်ဆိုရင် အသားအများဆုံးသိုးကိုဖမ်းပြီးတတ်မှဖြစ်မယ်။သူချောင်းသမားကအဲ့ဒီလိုတွေးပြီးသူရဲ့အသွားထလာတဲ့ဓာတ်ကိုကင်ပြီးသိုးချန်လေးကိုဝင်ရောက်လာခဲ့တယ်။ သူ့ကြောင့်တမဟာသူ့ခြံထဲမှာသူမြင်ရတဲ့သူတွေတဲကအရွယ်စားအကြီးမားဆုံးသူကိုစပြီးတော့လိုက်ရှာလိုက်တယ်။သူ့မျက်စိထဲမှာအရွယ်စားအကြီးဆုံးအလှဆုံးဖြစ်တဲ့သူတကောင်ကိုမြင်လိုက်ရတယ်။ဟုတ်တယ်။သူမြင်လိုက်ရတဲ့အကြီးမားဆုံးသူကတော့ဘူးရောင်ဆောင်ထားတဲ့ဝမ်ပလီပါပဲကွယ်။ဝမ်ပလွေဟာရုတ်တရက်ထိမ့်လန့်သွားခဲ့တယ်။ သူဘာမှလုပ်ဖို့မတုံ့ပြန်နိုင်ခင်မှာပဲတိုးချောင်းသမားဟာဒီအကြီးဆုံးတိုးကြီးကိုဆက်ပြုတ်အဖြစ်ပြုတ်လုဖို့အတွက်ဖမ်းသွားခဲ့တယ်တိုးချောင်းသမားကသူဖမ်းခဲ့တဲ့တိုးကိုချက်ချင်းမှတက်ပြစ်လိုက်တယ်သူတက်ပြီးလို့အရေးကုန်ကိုဆွဲချွတ်လိုက်တဲ့အချိန်မှာတော့အံ့ဩသင့်စရာတွေးလိုက်ရတယ်ကလေးလေးတို့ရေတိုးချောင်းသမားကဘာကိုတွေးလိုက်ရမယ်လို့ထင်လဲ ဟုတ်တယ်။သူတွေးလိုက်တာကတော့သူမဟုတ်ပဲဝမ်ပလွေကြီးဖြစ်နေခဲ့တယ်လေ။နောက်ဆုံးမှာတော့ဝမ်ပလွေဟာ သူ့ရဲ့အသက်ကိုသူ့ချောင်းသမားစီမှာပေးလိုက်ရတာပေါ့။ဝမ်ပလွေဟာသူ့တပါးပေါ်မှာမကောင်းတဲ့စိတ်နဲ့လှည့်စားခဲ့ပေမဲ့နောက်ဆုံးမှာတော့သူကိုယ်တိုင်ပဲသူ့တပါးစီမှာအသက်ကိုပေးလိုက်ခဲ့ရပါတော့တယ်။ ကဲကလေးလေးတို့ရေပုံမြင်လေးကတော့ဒါပါပဲကွယ်ကလေးလေးတို့ရေဒီပုံမြင်လေးဟာဆိုရင်ဖြင့်သူတပားကိုလှည့်ပြားဖို့နေညာဖို့ကြိုးစားတဲ့သူဟာအဆုံးသတ်မှာတော့ကိုကိုတိုင်းပဲဘေးရနေကြရောက်တတ်တယ်ဆိုတာကိုပြောပြပေးထားတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်နော်ကလေးလေး က်ဘဝမှာဘယ်တော့မှလိညာလှည့်ဖြားခြင်းကိုမပြုလို့ရဘူးနော်။ယူသားတဲ့စိတ်လေးနဲ့နေထိုင်မယ်ဆိုရင်စိတ်ရှမ်းသာပြီးဘေးအနီးကင်းတဲ့ဘဝလေးကိုကလေးလေးတို့ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်နော်။ကဲကလေးလေးတို့ရေတီတီထူပြပြပေးတဲ့ပုံမြင်လေးကိုသဘောကျတယ်ဆိုရင်တီတီထူစတိုရီလမ်းချန်နယ်လေးကို like and subscribe လေးပေးခဲ့ပေးပါဦးနော်။ အားလုံးပဲပျော်ရွှင်စရာနေ့လေးတစ်နေ့ဖြစ်ပါစေနော်ကလေးလေးတို့ရေအားလုံးပဲတတ်တာပါ